္ဂလာပါရှင်ကျမကတော့ဂျာမုံပါနိုဝင်ဘာ24ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြည့်ရက်တွေကိုတင်ဆက်ပေးပါမယ်ရှင်ထိုင်ဝမ်နားမှာဒုံးကျည်တွေဖြန့်ကျက်ထားမဲ့ကိစ္စကိုဆက်လုပ်မယ်လို့ဂျပန်အတီးပြုပါတယ်ပါကစ္စတန်အရန်တပ်ဖွဲ့စစ်စခန်းကိုအသေးခံဘုံသမားတွေတိုက်ခိုက်ခဲ့လို့သေဆုံးထိခိုက်မှုတချို့ရှိခဲ့ပါတယ်ရုရှားအစစ်မြင့်တိုက်လေယာဉ်တွေဝယ်ယူဖို့ကမ်းလှမ်းမှုကိုအိန္ဒိယငင်းဆန်ဖွဲ့ရှိနေတာပါဒီသတင်းတွေပြောပြပေးပါမယ် ထိုင်ဝမ်နိုင်ငံပိုင်နက်နာမှာဒုံးကျည်တွေဖြန့်ကျက်ထားမဲ့အစီအစဉ်ကိုပြောင်းလဲဖို့မရှိကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ထိုင်ဝမ်နဲ့ပတ်သက်လို့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားတစ်ခုကြောင့်တရုတ်ဂျပန်ဆက်ဆံရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာကာကွယ်ရေးဝန်ကြီးရှင်ဂျီရိုကွိုင်ဇူမီကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ထိုင်ဝမ်ပိုင်နက်နဲ့နီးကပ်တဲ့ဂျပန်တောင်ပိုင်းကယိုနာဂူနီကျွန်းမှာရှိတဲ့စစ်စခန်းကိုနိုဝင်ဘာ23ရက်နေ့ကတွားရောက်စစ်ဆေးခဲ့တဲ့နောက်ကွိုင်ဇူမီကဒုံးကျည်တွေဖြန့်ကျက်ထားမဲ့အစီအမံကို မူလရထားတဲ့အတိုင်းဆက်ပြီးအကောင့်ထဲပေါနေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ဒီအစီအစဉ်ကြောင့်ဒေတာတွင်တင်းမာမှုတွေမြင့်တက်လာနိုင်တယ်ဆိုတဲ့ထင်ကြီးမျိုးတွေကမှန်မှန်ကန်ပါဘူးလို့သူကဆိုပါတယ်။ဂျပန်ဟာထိုင်ဝမ်ရဲ့အရှေ့ဘက်ကီလိုမီတာ130လောက်သာကွာဝေးတဲ့ယိုနာဂူနီကျွန်းပေါ်မှာမြေပြင်ကနေဝေဟင်ပစ်ခတ်နိုင်တဲ့တာလက်ဒုံးကျည်တွေကိုဖြန့်ကျက်ဖို့စီစဉ်နေပါတယ်။ဒါဟာနိုင်ငံတောင်ပိုင်းကျွန်းစုတွေမှာစစ်အင်အားပုံမှုချက်ထွေတိစောက်မဲ့ဂျပန်ရဲ့အစီအမံတွေကအစိတ်ပိုင်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ယိုနာဂူနီကျွန်းစီမရောက်ခင်မှာဝန်ကြီးဟာအီရှိကာကီနဲ့မီယာကိုကျွန်းတွေပေါ်ကစစ်စခန်းတွေစီအရင်ဆုံးဝင်ရောက်စစ်ဆေးခဲ့ပါတယ်။အီရှိကာကီကျွန်းပေါ်ကစစ်စခန်းမှာတော့တင်းပေါ်ဖြတ်ဒုံးကျည်တွေအခြေစိုက်ထားပြီးမီယာကိုစခန်းမှာတော့လေကြောင်းထောက်လှန်ရေးစခန်းတစ်ခုနဲ့ခရယမီကျောက်တိုးလောင်ရုံတွေရှိနေပါတယ်။ယိုနာဂူနီကျွန်းမှာဆိုရင်ပတ်ဝန်းကျင်ရေပြင်နဲ့ဝေးဟင်းစစ်ရေးလှုပ်ရှားမှုတွေကိုအချိန်ပြည့်အစောင့်ကြီးထောက်လှမ်းနေတဲ့ရေဒါစခန်းတစ်ခုလည်းတည်ရှိတာပါ။ ။နောက်ပြီးရန်သူဆက်သွယ်ရေးကွန်ရက်တွေနဲ့ပဲ့ထိန်ဒုံးကြီးတွေကိုဂျားဖြတ်နှောက်ရှက်ဟန်တားနိုင်မဲ့ electronic စစ်ဆင်ရေးစခန်းတစ်ခုလဲအဲ့ဒီကျွန်းပေါ်မှာရှိနေပါတယ်။ယိုနာဂူနီကျွန်းပေါ်မှာဒုံးကြီးတွေဖြန့်ကျက်ထားတာကဂျပန်ကိုပြစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုခုဖြစ်ပေါ်လာနိုင်ခြေကိုဟန်တားရှော့ချပေးလိမ့်မယ်လို့ကွမ်ဆူမီကဆိုပါတယ်။နိုဝင်ဘာ9ရက်နေ့တုန်းကဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီကတကယ်လို့တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင် ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တက်တွေဆင်းလွတ်မယ်လို့ပြောကြခဲ့ပြီးအဲ့ဒီမှတ်ချက်အပေါ်တရုတ်ကခါခါသီးသီးဝေဖန်တုံ့ပြန်တဲ့အတွက်အရှေ့အာရှအင်အားကြီးနှစ်နိုင်ငံကြားမှာဆက်ဆံရေးတင်းမာနေပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့နှုတ်ထွက်စကားကိုပြန်ရုပ်သိမ်းဖို့တရုတ်ကတောင်းဆိုနေပေမဲ့တာကာအီချီကတော့ဒါဟာအစိုးရရဲ့အရင်ကတည်းကရှိနေပြီးသားရည်တည်မှုဖြစ်တာကြောင့်ပြင်ဆင်ရမလိုဘူးလို့ပြောပါတယ်။ဒါကိုမကျေနပ်လို့ဂျပန်ကိုတန်တမာရေးကုန်သွယ်ရေးစီးပွားရေးနည်းလမ်းတွေနဲ့ဖိအားပေးဖို့လဲ တရုတ်ကကြိုးစားနေပါတယ်ရှင်။ပါကစ္စတန်ကအရန်တပ်စခန်းတစ်ခုကိုအသေးခံဘုံခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတပ်ဖွဲ့ဝင်3ဦးထပ်မံတေဆုံးခဲ့ပါတယ်။နိုဝင်ဘာ24ရက်နေ့ကပီရှာဝါမြို့မှာရှိတဲ့စစ်စခန်းကိုတနက်သမား3ယောက်ကဝင်ပစ်ခဲ့ပြီးအသေးခံဘုံခွဲခဲ့ကြတာလို့သိရပါတယ်။ပါကစ္စတန်အရန်တပ်တွေရဲ့ဒုအကြီးအကဲဂျာဗက်အက်စကဘယ်ကအခုတိုက်ခိုက်မှုကြောင့်အရန်တပ်သား3ဦးသေဆုံးပြီးတပ်ဖွဲ့ဝင်2ဦးအပါအဝင်5ဦးဒဏ်ရာရခဲ့ကြောင်းပြောကြားပါတယ်။ နယ်မြေကန်အရန်တရင်ဌာနချုပ်ရဲ့ဝင်ပေါက်မုတ်ဦးကို အသေးခံဘုံသမားတဦးကစတင်ဖောက်ခွဲခဲ့ပြီးကြံတဲ့နှစ်ယောက်ကတော့ပရဝန်တဲ့အယောက်မှာဖောက်ခွဲခဲ့ကြတာလို့ SBL ကဆိုပါတယ်လောလောဆယ်တော့အခင်းဖြစ်တဲ့နေရာကိုရဲတွေနဲ့စစ်သားတွေကပိတ်ထားလိုက်ပြီးအခြေအနေကိုတတိကြီးကြီးကင်တွင်နေကြောင်းစခန်းဝင်းထဲမှာနောက်ထပ်အကြမ်းဖက်သမားတွေရောနောရောက်ရှိနေနိုင်တာကိုစိုးရိမ်လို့အထူးကြက်မှတ်စစ်ဆေးနေကြောင်းလဲသူကသတင်းထောက်တွေကိုပြောပါတယ်တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာဟာ ပီရှာဝါမြို့ရဲ့လူဦးရေထူထပ်များပြားတဲ့ area တခုမှာတည်ရှိပါတယ်။ဒီတိုက်ခိုက်မှုကိုကျူးလွန်ကြောင်းဘယ်အဖွဲ့အစည်းကမှမကြေညာသေးပါဘူး။ပီရှာဝါမြို့တည်ရှိတဲ့ခိုင်ပါပက်တွန်ခါပြည်နယ်ဟာပါကစ္စတန်တာလီဘန်အဖွဲ့အဓိကလှုပ်ရှားနေတဲ့နယ်မြေတွေထဲကတစ်ခုလည်းဖြစ်ပါရဲ့ရှင်။ရုရှားရဲ့အဆင့်အမြင့်ဆုံးကိုပြောက်တိုက်လျင်တွေဝယ်ဖို့ကမ်းလှမ်းချက်ရထားပေမဲ့အိန္ဒိယကငင်းဆန်သွားဖွယ်ရှိကြောင်းသိရပါရယ် SU57 ဟာကမ္ဘာပေါ်မှာအဆင့်အမြင့်ဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ ပစ္စမမျိုးဆက်တိုက်လျင်လက်တဆုပ်စာထဲမှာပါဝင်နေပါတယ်။ရုရှားကအဲ့ဒီတိုက်လျင်တွေကိုအိန္ဒိယစီရောင်းချပေးဖို့ဤပညာလွှဲပြောင်းပေးပြီးပူးတွဲထုတ်လုပ်ဖို့အိန္ဒိယရဲ့လိုအပ်ချက်နဲ့ကန့်ညီတဲ့နှစ်ယောက်စီမျိုးကွဲမျိုးတွေထုတ်ပေးဖို့အထီးလက်ရောတဲ့အစိုးပြချက်မျိုးကိုပေးပို့ထားပြီးဖြစ်ပါတယ်။ SU57 တိုက်လျင်မျိုးကွဲတွေအိန္ဒိယမှာထုတ်လုပ်ရေးအပါအဝင်ဆုံလင်ကွဲပြားတဲ့ကန္တာတွေကိုနှစ်ဖက်ညှိနှိုင်းနေစေဖြစ်တယ်လို့အိန္ဒိယနိုင်ငံဆိုင်ရာရုရှားတန်အမတ်ကြီး ဒန်နီအလီပော့ဖ်ကအင်တာဗျူးတစ်ခုထဲမှာပြောကြားခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကဒီဇင်ဘာလဆန်းမှာအိန္ဒိယကိုအလဲပတ်သွားဖို့ရှိနေပြီးအဲ့ဒီအခါမှာတိုက်လေရင်တွေအယောင်အဝယ်ကိစ္စနဲ့ပတ်သက်လို့နှစ်နိုင်ငံကြားမှာအဖြေတစ်ခုတဲတဲကွယ်ကွယ်ထွက်ပေါ်လာနိုင်ပါတယ်။အလီပော့ဖ်ကစစ်ဘက်နီးပညာပူးပေါင်းမျှဝေမှုတွေဆိုတာဟာရုရှားအိန္ဒိယဆက်ဆံရေးမှာထူးခဲ့တဲ့အစဉ်အလာတစ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။ SU57 တိုက်လေယာဉ်နည်းပညာတွေမျှဝေရရှိခြင်းဟာ အိန္ဒိယအနေနဲ့ကိုပိုင်မျိုးဆက်သစ်တိုက်လျင်တွေထုတ်လုပ်မှုအပိုင်းမှာလဲအကျိုးရလဒ်ကောင်းတွေခန်းစားရလိမ့်မယ်လို့အလီပော့ဖ်ကပြောကြားခဲ့ပါတယ်။တစ်ဖက်မှာတော့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနဟာရုရှားကုမ္ပဏီဆုတ်ခွေးကထုတ်လုပ်တဲ့လေယာဉ်တွေမှာပိုင်ဆိုင်တဲ့နည်းပညာမျိုးလောက်ကိုပြည်တွင်းမှာကိုယ်တိုင်တီထွင်နိုင်မယ်လို့ယုံကြည်နေတဲ့အတွက် SU-57 တွေကိုဝယ်ဖို့အင်တာနက်ဖြစ်နေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။အိန္ဒိယဟာကိုပိုင်ပစ္စမမျိုးဆက်တိုက်လေယာဉ်တွေထုတ်လုပ်မဲ့ AMCA ဆိုတဲ့ program ကိုလည်းအကောင့်ထဲဖော်နေပါတယ်။အိန္ဒိယဟာ SU57 တွေရုပ်လုံးပေါ်မလာခင် PAKFA ဆိုတဲ့ကုန်နမင်းနဲ့လေယာဉ်တွေစမ်းသက်တီဆောက်နေစေကာလတုန်းကအရေးအတွက်အလုံးအယဉ်ဝယ်ဖို့စိတ်ဝင်စားမှုပြခဲ့တယ်လို့ကြိုတင်အမှားစာတွေလည်းပြပိုခဲ့ပါတယ်။နောက်ပိုင်းမှာတော့ SU57 ရဲ့ radar ရှာကွင်းနိုင်မှုကိုပြောက်စွမ်းရည်နဲ့တခြားစွမ်းဆောင်ရည်တွေကထင်သလောက်မထက်မြက်ဘူး။ဒါမှမဟုတ်အိန္ဒိယရဲ့လိုအပ်ချက်နဲ့မကန့်ညီဘူးလို့ယူဆတာကြောင့် အမှားစာတွေကိုပယ်ဖြတ်သွားခဲ့ပါတယ်။အခုအခါရုရှားက SU-57 တွေကိုအိန္ဒိယစီရောင်းချနိုင်ဖို့ကြိုးစားနေပေမဲ့စက်တင်ဘာလထဲမှာအိန္ဒိယကပြင်သစ်လုံ Dassault Rafale တိုက်လေယာဉ်114စီးကိုဝယ်ဖို့စတင်ဆွေးနွေးခဲ့တဲ့အတွက် SU-57 တွေကိုမိလိုက်တော့မဲ့သဘောဖြစ်နေပါတယ်။တစ်ဖက်မှာတော့ပါကစ္စတန်နဲ့တင်းမာမှုတွေမြင့်တက်လာတာအပါအဝင်မဟာဗျူဟာအခင်းအကျင်းတွေကြောင့်အိန္ဒိယရဲ့တိုက်လေယာဉ်လိုအပ်ချက်ပိုကြီးထွက်လာတဲ့အပေါ် ရုရှားကအခွင့်အရေးတစ်ခုဖြစ်ရှုမြင်ထားပြီး SU-57 တွေရောင်းချနိုင်ရေးကိုလက်မလျှော့သေးဘူးလို့ဆိုပါတယ်။နိုင်ငံတကာလက်နက်ရေးရာပါရဂူတွေကတော့ရုရှားဟာ SU-57 တွေရဲ့စွမ်းဆောင်ရည်ကိုအများကြီးညှို့ဆော်ထားပေမဲ့ပြည်ပဝယ်လက်နိုင်ငံလုံးဝမရှိသေးတာကိုကြည့်ရင်လေရင်တွေအပေါ်ယုံကြည်မှုပိုင်းပြဿနာတွေရှိနေစေဆိုတာမြင်သာစေတယ်လို့ဝေဖန်ထောက်ပြထားပါတယ်။ဒီဘက်မှာတော့ American ရဲ့ပစ္စမမျိုးဆက်တိုက်လေရင်ဖြစ်တဲ့ F-35 တွေကို မဟာမိတ်နိုင်ငံတွေစီအရေးအတွက်ထောင်နဲ့ချီတင်ဖို့ရောင်းချထားပြီးဖြစ်ပါရဲ့ရှင် People's Spring ရဲ့နောက်ဆုံးရသတင်းတွေနားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်